န်းစွမ်းသူတွေမဲဤတန်ဆင်မှုရဲ့နေအိမ်နဲ့အထီဝင်ကဖုန်းနဲ့ငွေသားတွေကိုခိုးယူသွားခဲ့တဲ့အမျိုးသမီးကိုခွင်းလွှတ်ပေးခဲ့တဲ့အပြင်နောက်မလုပ်ဖို့အတွက်တတိပေးခဲ့ကငွေချက်၃သိန်းကိုပါတပါးတဲ့လှူဒန်းပေးခဲ့တဲ့လှိုင်သားယာကိုကြီး မင်္ဂလာပါပရိသတ်ကြီးရှင်ပရာဟိတအလုပ်တွေမှာဆွမ်းဆန်းတမန်လောက်ကိုင်းနေတဲ့လှိုင်းသားရကိုကြီးကသူကိုညီပေးနေတဲ့မတန်ဆွမ်းသူလေးမအီတန်စင်မှုရဲ့နေအိမ်ကနေဖုန်းနဲ့ငွေကျပ်3,900ကျော်အိမ်ထဲအထိဝင်ယူသွားခဲ့တဲ့အမျိုးသမီးနေတဲ့နေရာကိုသိရှိပြီးနောက်မှာတော့အဆိုပါအမျိုးသမီးနေထိုင်ရာနေအိမ်အထိသွားရောက်ပြီးတော့ရှင်းလင်းစေခဲ့တာဖြစ်ပါတယ် အဆိုပါမျိုးသမီးဟာမအီတန်ဆင်မှုအပြင်တခြားသူတွေစီကလည်းအခုလိုမျိုးဖုန်းနဲ့ငွေသားယူဆမှုတချို့ပြုလုပ်ဖူးတာကြောင့်သူမနဲ့ဆုံပြီးတော့ကြုံတွေ့ခဲ့ဘူးသူတွေကပြောကြတာလည်းဖြစ်ပါတယ်။ဒါအပြင်သူမဟာသမီးလေးနှစ်ယောက်ရှိသူဖြစ်ပြီးအခုလိုလှုပ်ခဲတဲ့လှုပ်ရက်တွေကိုနောက်မလှုပ်တော့ပါဘူးလို့ခတိပေးခဲ့တဲ့အတွက်မအီတန်ဆင်မှုကလည်းတနာတာကြောင့်ဒီတိုင်းပဲနောက်မလှုပ်ရင်ရှားပါပြီဆိုပြီးတော့ခွင့်လွှတ်ပေးခဲ့တာလည်းဖြစ်ပါတယ်။ သူမယူသွားတဲ့ဖုန်းကိုအပေါင်ဆိုင်မှာလှိုင်းသားရကိုကြီးကပဲပြန်လဲဆိုက်ရွေးပေးခဲ့ရတာလည်းဖြစ်ပါတယ်။ဒါအပြင်ငွေကြေးခတ်ခဲလို့အခုလိုလုံးမိတာဖြစ်ပြီးနောက်မလုံတော့ပါဘူးလို့ပြောလာခဲ့တဲ့အမျိုးသမီးကိုလှိုင်းသားရကိုကြီးကငွေကျပ်၃သိန်းလှူဒန်းပေးခဲ့တာလည်းဖြစ်ပါတယ်။ အခုဆိုရင်လေအဆိုပါမျိုးသမီးရဲ့မျက်နာကို ပြသရခြင်းကသူ့ကိုတည်သွားပြီးရှောင်းနိုင်တတိထားနိုင်မှသာ နောက်ထပ်ကြုံသူမရှိမရဲ့သူကိုယ်တိုင်ကမလုံထော့ဘူးလို့ပြောထားတဲ့အတွက်တွေးရှိသူတွေကတတိရှိစွာစောင့်ကြည့်နိုင်တဲ့သဘောဖြစ်မှဒီလိုအလုံမျိုးကိုနောက်မလုံထော့မှတည်ကြတဲ့အတွက်ကြောင့်အခုလိုမျက်နာကိုဖော်ပြရတာဖြစ်တယ်လို့လေလိုင်းသားရကိုကြီးကပြောခဲ့ပါသေးတယ်ကျေးဇူးတင်ပါတယ်ဒီလိုမျိုးတွေလည်းမလို့တော့ပါဘူးအခုလိုလောက်တော့လူပဲတော့ကျေးဇူးတင်ပါကလေးကလည်းနှစ်ယောက်ရှိတယ် အခလေးညဘာမှာကျက်လက်ပါမီရိုစီပါမီရိုစီဘေးရအမေရမျက်လုံးကောင်းကောင်းမမြင်ရဘူးလေမျက်လုံးမမြင်ဘူးအမေရပါလို့အမေရအဲ့ညီနေရကိုထိနေတို့တရားကူးတဲ့ရောင်းနေအဲ့ကလေးလေးတွေဘုံဝှရှာပေးတယ်ကျောင်းသွားပို့တယ်အဲ့ဒါပဲအကြီးမကြီးရဲ့ကျောင်းဒီနှစ်မှဆက်တတ်တာအဲအဲကြောင့်သူများပစ္စည်းတွေကိုလိုက်ပြီးတော့အဲ့လိုခိုးဖွဲ့ပြီးဖြည့်ရှင်းတယ်ပေါ့ဒီပြဿနာတွေ နော်အဲ့တော့ဒီလိုလာခိုးတယ်ခိုးတော့ကျွန်တော်တို့အခုကအမအိုအေးယူလာရိုက်လာဘာလို့မမမလုပ်ပါဘူးဘာမှမလုပ်နော်ပတ်စံ၃သိန်းထပ်ပေးလိုက်နော်ပတ်စံ၃သိန်းထပ်လူလိုက်ရရနော်ပတ်စံ၃သိန်းကိုယူ ဈေးရောင်းရောင်းနော်ဟုတ်ပြီလားရောင်းမလားရှွာပဲပြတ်တော့အေးနော်ဟုတ်ပြီနော်ဘာဖြစ်လို့လဲဆိုတော့ဒီတိုင်းဆိုအမလောက်ကင်စားတော့လို့မရနော်ဒါဆိုရင်အမရွာပြန်လဲရွာမှာဈေးရောင်းစားအဲ့တုံးလေးကကျွန်တော်မလေးရှားနိုင်ငံဂျိုဟိုးပြည်နယ်ဘာဘာဓုပါဟတ်မြို့ဝါဝါဆိုင်ရက်ကတတိယအကြိမ်ရောက်တဲ့ကျင်းပတဲ့ကျွန်တော်တို့ ဒီပိုက်ကျော်ချင်းပြိုင်ပွဲပေါ့နော်ပိုက်ကျော်ချင်းပြိုင်ပွဲကနေပြီးတော့မှသူတို့လုံးလို့ရတဲ့ရံပုံငွေတွေကနေမှတူထားတဲ့အလူငွေတွေကနေမှအဲ့ဒါအမအကိုကျွန်တော်သုံးသိန်းဖြူပေးလိုက်တာလေနော်ဒါကမလေးရှားနိုင်ငံဂျိုးဘီနေဘာတို့ဘာဝါဝါဆန်းရက်ကွက်ပေါ့နော်သူတို့ပိုက်ကျော်ချင်းဝင်နေလောက်တာအဲအဲ့ရနေလူထားတဲ့ဟာနေပြီးတော့အသုံးသိန်းဖြူပေးလိုက်တာဒီသူများကြီးကခိုးတဲ့လုပ်ကိုတသက်လုံးမလုပ်စားတော့ဘူးနော်ခိုးတဲ့လုပ်ကိုမလုပ်စားတော့ဘူးဈေးအောင်စားမယ် ခရီးပေးနိုင်ခတိပေးပါလေနော်အမကိုကျွန်တော်တို့ဟုတ်တရားလည်းမဆွဲဘူးနော်ရိုက်လည်းမရိုက်ဘူးနှက်လည်းမနှက်ဘူးနော်အဲ့တော့ကိုကိုကိုလည်းဘာမှလုံးဖို့မစင်းစားနဲ့နော်ဈေးအောင်စားမယ်ဟုတ်ပြီလားအာမခံအာမခံပါလေသိကြရနော်သိကြပါလေကျေးဇူးတင်ပါတယ်ဒီလိုမျိုးလေးလည်းမလုံးစားတော့ပါဘူးတော့ခုလိုလောက်တော့လူပဲတော့ကျေးဇူးတင်ပါနော် ်ပြီးရောပြီးရောကိုယ့်အကိုအဆင်ပြေအောင်နေနော်စီဝိုင်းလောက်စားမယ်ဈေးရောက်စားမယ်နော်ဒါဆိုရင်းနှီးရတယ်မလားအဲ့ဒါဒီမှာလေးကအကလေးတို့ဝယ်လာတဲ့ဝင်းသားလေးတို့ပြန်ယူလို့မရတော့။อืมကြားတယ်ယူနေတော့เนาะ။ညာကိုယ့်အကိုအဆင်ပြေအောင်ဈေးရောက်စား။ကဲသွားပြန်ရှိနေပြီ။ 两三百呢。啊